ရခိုင်မျိုးသားအဖွဲ့ချုပ် ULA မြင်းဆောင် AA နဲ့ချင်းညီနောင် CB မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာရခိုင်ပြည်နယ်မှာတွေ့ဆုံပြီးစစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာမဟာမိတ်ဖြစ်ပါပူးပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့အပေါ်မျိုးသားညီညွတ်ရေးဆိုရအနေနဲ့အထူးပဲတံမိုးထားချီးကျူးဂုဏ်ပြုလိုပါတယ်။တိုင်းရင်းသားညီနောင်တွေဖြစ်ကြတဲ့ရခိုင်နဲ့ချင်းပြည်သူတွေကြားတမိုင်းကြောင်းရကတ်တန့်ခံခဲ့ရတဲ့ဆက်ဆံရေးကိုအခုလိုတော်လှန်ရေးကာလမှာ ခိုင်မာတဲ့မဟာမိတ်အဖြစ်အခြေခံကြကြမျှော်မြင်ပြီးပူးပေါင်းဆောင်ရွက်ကြတာဟာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အလွန်အားတက်ဖွယ်ရာဖြစ်ပါတယ်။အခုလိုပူးပေါင်းဆောင်ရွက်မှုဟာစစ်အုပ်စုရဲ့တံပြန်ထိုးစစ်တွေကိုပူးပေါင်းကာကွယ်တံပြန်နိုင်မှုအဓိကရွေးတာဖြစ်တယ်လို့တဦးနဲ့အတူအပြန်အလှန် လေးစားကူညီပြီးလူမျိုးနှစ်ခုလုံးရဲ့ကြီးပွားတိုးတက်ရေးကိုအကျိုးပြုမဲ့သဘောထားတွေကိုသိမြင်ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်းပြောကြားလိုပါတယ်။ ဒီလိုမျိုးစစ်ရေးနိုင်ငံရေးစီးပွားရေးအလွန်ပေါင်းစုံကနေရခိုင်နဲ့ချင်းညီနောင်များပူးပေါင်းဆောင်ရွက်မှုဟာတနင်္ဂနွေလုံးတိုင်းတာနဲ့တော်လန်ရေးအရှိန်အဟုန်ကိုမြင့်တင်ပေးမဲ့အရေးကြီးတဲ့သမိုင်းမှတ်တမ်းတစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့လည်းပြည်သူ့ຫນွေဦးတော်လန်ရေးအများဆုံးအောင်မြင်ပြီးတနင်္ဂနွေလုံးဆက်ရနာရှင်စနစ်လက်အောက်ကနေလွတ်မြောက်နိုင်ရေးအတွက်မဟာမိတ်တိုင်းသားတော်လန်ရေးအင်အားစုတွေအပါအဝင်တော်လန်ရေးအင်အားစုအားလုံးနဲ့စည်းလုံးညီညွတ်စွာ ဆက်လက်လက်တွဲတိုက်ပွဲဝင်နိုင်ရေးကိုအစဉ်တစိုက်အလေးထားလှုပ်ဆောင်ရရှိကြောင်းဒီနေရာကနေထက်လောင်းပြောကြားရင်းအစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်။ရေးတော်ပုံမုတ်ချအောင်ရမည်။